အယတမအမှားတခါသူ့မှာတောက်ကြစားဆောင် အမှတ်441နေလ2000ပြည့်နှစ်ဆရာကြီးလူတုဦးလာကလူငယ်ပညာပေးအမျိုးသားတုကျမ်းမာရေးစိတ်သက်ကြံ့ခံရေးစသောဗုဒ္ဓဘာသာကိုအခြေခံသည့်သူ့ပြည်ရင်ဆောင်ပါကိုရေးသားရ၌ထိုစာအုပ်ကိုအယတမအမှားတထောင်ဟု အမည်ညာပေးခဲ့ပါသည်ကျွန်တော်ငယ်စဉ်က အသေးစွဲစာအုပ်ဖြစ်ပါသည် အသေးစွဲဟုကျွန်တော်က300ညထူစာဥပါအကြောင်းအရာနှင့်ရည်ရည်ဟန်ကိုကြိုက်မြင့်တက်ခြင်းစွဲမှတ်ခြင်းတဘောကိုသာဆိုပါသည်ဆရာကြီးလမ်းညွှန်မှုပညာပေးမှုစသောရည်ရွယ်ချက်များကိုကမလိုက်နာမီယူအမှန်ပါဆေးကောင်းဝါကောင်းတို့လည်းလူတို့ရှာမစွဲကြည့်ဒါကြောင့်ကျွန်တော်အရသမာဖြစ်ခဲ့ရဘူးကြီးမဟုတ်ပါလားအသေးစွဲသဖြင့်လည်းအသေးရောကဖြစ်ခဲ့ရသည်မဟုတ်ပါလား မိတို့ပင်ရှိစီဆရာကြီးသာဥကိုယခုတိုင်ဆွေဆွေလန်းလန်းဖြစ်နေသေးကြောင်းကကျွန်တော်ဤဤစာစုခေါင်းစည်းကိုကြည်ချင်းအားဖြင့်သိတာနေမှသည်ဆရာကြီးခေါင်းစည်းကိုမှီ၍ကျွန်တော်ဤခေါင်းစည်းကိုတက်ခဲ့တော်လဲတယောလောင်ကြောင်လူချင်းဂလန်ကဆန်ပြုလူချင်းလုံးဝမရှိခဲ့ပါထို့နည်းတူကျွန်တော်ဤအယတ္တမဘဝကိုပြန်လေတန်းတာခြင်းလည်းမရှိခဲ့อยู่ပါ တဆက်တည်းမှာပင်ကို့အမားတွေကိုပြန်ပြီးနောင်တရနေခြင်းလေမဟုတ်ပြန်ပါဤသို့ဟိုဟာမဟုတ်ဒီဟာမဟုတ်ဟုအာမဘန်းတွေခံနေပါလိမ့်ကျွန်တော်ဤရည်ွယ်ချက်ကဘာများပါလိမ့်အယသမဘဝတွင်ကျွန်တော်ဒီတခါဒေတာမှားခဲ့သည်ဆိုခြင်းပါလားဒါတော့မဖြစ်နိုင်ပါအယသမဖြစ်ခဲ့သည်ဆိုမှတော့အချိန်မက၁၀ချိန်မက မားခဲ့ဘူးညီတာဖြစ်ပါလိမ့်မည်။ယေသမားဘဝတွင်မှန်နာဆိုလို့မိမိအတ္တအသွင်းတရံရောဗဟိတအပြင်တရံမှာတစားမကျွင်းပေါ်ကျူးဂုံရင်းသာရှိပါလိမ့်မည်။အကြောက်တရားအချက်တရားစသော ဖုံးကွယ်သောတရားများဘူးပေါ်သလိုပေါ်ကုန်ခြင်းသာရှိပါလိမ့်မည်။ညီတို့ပင်ရှိသည်ဘယ်နှကြိမ်မှားခဲ့ဘူးမှန်းမသိသောကျွန်တော်အနေနဲ့ပြောဝင်သည်က တခါတော့တခါမှချင်းဝင်လင်းဖြစ်ပါတော့သည်သို့တော်ဤစာစုတွင်ကျွန်တော်မှားခဲ့ဘူးသည့်အကြောင်းကိုအပြည့်ဝင်ခံသည့်နေနေမရေးပါတရားရစရာနေနေလဲမဖော်ကျူးပါထိုနည်းတူဟာတာဦးစားပေးဖြစ်သောဤတောက်ကြဆာဆောင်မဂဇင်းအတွက်ရေးသဖြင့်ဒီစရာမိုးစရာဟူ၍လဲသဘောမထားပါခုနေခါတွင်ကျွန်တော်ဒီအမအမှန်ကိုပိုင်းခြားပြလို့ရင်းခက် ဖောက်သေးချလိုခြင်းသာစိတ်၌ရှိနေပါသည်ကျွန်တော်၏ရိုးရိုးတန်းတန်းဖောက်သေးချစကားသည်စာဖတ်သူဖို့ပြုံးကျင်စရာဖြစ်သွားပါမူကျွန်တော်ကတောင်းပန်ပါ၏ကျွန်တော်သည်အရက်ပါတော့အရည်ကိုစတင်တောက်သုံးမှုဒီမှာအထက်တန်းကျောင်းသားဘဝကဖြစ်ပါသည်တကယ်တော့ထိုစဉ်ကဒီဟာဟာအရက်တော့မဟုတ်ပါတမြင်ရင်းလေးနဲ့အတော်လာတာဖူသောသခြင်းမပေါ်ပေါက်သေးတော့လဲ ကျွန်တော်အထက်လူကြီးကဟဲ့ကောင်နင်းနေကြီးကြီးပါလားနင်ဒါအရက်မဟုတ်ဘူးဘီယာခေါ်တယ်အာလူပြုတ်ကြီးကွာခုဆိုသဖြင့်တိတ်မိတ်ပြီးနှိမ့်ခဲခြင်းသာဖြစ်သည်ဆက်ချောက်နေတာယူရကျွန်တော်တွင်ဘယ်ကဲ့သို့အထက်လူကြီးရှိသနည်းဟုမေးခဲ့တော့ကျွန်တော်ကအလေတန်းကြောင်းသားဘဝမှာပင်ဖခင်ကြီးလုပ်ငန်းနဲ့တောက်တူမေရဝင်လုံမေရသူလှူအားပေးတပိုင်းမှာကျွန်တော်ဖခင်မန်နေဂျာထံတွင်ရုပ်ရှင်ပညာစီးပူးရပါသည် သူကအရက်ကလေးပါလေးတောက်တတ်သည်သူ့အမိကိုကျွန်တော်မပြောလိုပါသူကယခုချိန်နာမည်ကြီးတယောက်ဖြစ်နေသောကြောင့်ပါဤသို့အပြင်ဆရာသမားနောက်ကျွန်တော်တကောက်ကောက်လိုက်ခဲ့ရပါသည်ကျွန်တော်ဖေက ထိုသူ့ကျွန်တော်လှူအားပေးသည့်အတွက်တစ်နေ့15ချက်အခကြေးငွေပေးပါသည်ကျွန်တော်ကလည်းအကြောင်းပည့်ရများတွင်ကစားကုန်ကစားလုပ်ရသည့်ထက်အဖေလုပ်ငန်းမှာပညာသင်ရတာပိုပြီးပျော်ပါသည် မိုးမိုးမကသောငွေကိုလည်းရသည်မဟုတ်လားစောစောကပြောသောတနေ့၌ကျွန်တော်တို့ဇေယျတစ်ပည့်နှစ်ဦးမော်တော်ဆိုင်ကယ်ဖြင့်လုပ်ငန်းဝင်သို့သွားပါသည် အရင်ရင်ခါများမှာတော့မော်တော်ကားနှင့်ပါကျွန်တော်ကလည်းထိုရွေတွင်ကားကောင်းကောင်းမောင်းတက်နေပါသည်ထိုနေ့ကမှရန်ကုန်မြို့အတွင်းအနှံ့သွားမိမှုမော်တော်ဆိုင်ကယ်ဖြင့်ထွက်လာကြခြင်းဖြစ်ပါသည်ကျွန်တော်ဇေယျသမားသည်အရသမားမဟုတ်ပါ 你看，对呀，到东路啦，去巴地，s <S 多多阿鲁表爷说：“老罗，你再一道巴地，托尼家来，今朝六千，对俺讲，大六千嘛，花出钱，但没有话，就苦了我们几个吧。哎，但没有一度，话一度要脸，阿鲁表爷才一度会买的，就拿门面巴地，三个人一家，二块牛皮鞋才一百二，不赖。那阿鲁表爷到了没？挂？” ထုံးစံအတိုင်းပြောသဖြင့်ကျွန်တော်ပါလိုက်ထိုင်ပါသည်တူတော့လျင်ကျွန်တော်ကဘီလက်ရည်နဲ့အာလူကျော်ညီပဲကျော်စိတ်သားငင်စသဖြင့်အငီးစားရပါသည်ပိုက်ဆံကို သူကရှင်းပါသည်နှစ်ယောက်ပေါင်းမှ15ချက်မကျော်တော့လဲကျွန်တော်လိုအားကမှ15ချက်မှုကျွန်တော်အဖို့တော့တော်တော်များတဲ့ငွေပါဒီနေရာမှာကြားဖြတ်ပြောစရာရှိပါသည်ထိုနေ့မတိုင်ခင်ကအဖေကြီးရုပ်ရှင်က first club ပလင် တီးဖြတ်ကြသည်မူငိုးလင်းလူလူဖြစ်သွားသဖြင့်ဆရာရောကျွန်တော်ပါအေးအေးပြတ်ခဲ့ကြပါသည်ကျွန်တော်ကလူငယ်မှုသိမ်မထူးကြတော့လေဆရာခမရာတော်တော်ပဲငေါင်းစင်းစင်းဖြစ်နေပါသည်ဖေးဗလာကြီးမင်းဖေကိုပြန်မတိုင်နဲ့တော့ငါအရင်နည်းနည်းတော့တောက်မှဖြစ်မယ်အမှန်တော့ကျွန်တော်ပြန်တိုင်စရာမလိုပါ အဖေကသူတောက်တာတိထားဖို့ရပါသည် သို့တော့ခုလိုနေကင်းကြီးမှာမှုအင်ဂျန်ရောက်ရင်အဖေထံသူမဝင်တော့ပဲ ကျွန်တော်ကိုလုပ်ငန်းကိစ္စတွေစရင်ရှင်းခိုင်းတော့မှသာဖြစ်ပြီးအဖေနဲ့ကျွန်တော်သာမျက်နှာချင်းဆိုင်ရမှာသိကြပါပြီဆရာသမားဒီ random ဘူးမှားလိုက်ပြီး VR Dublin ကိုဖောက်ပြီးရောပါသည်ဒီခင်က VR သူ့အဆိုအာလူပြုတ်ကြီး Dublin ကိုသူ့တယောက်တည်းတောက်နေကြပါယခုမှ random ရောသဖြင့်မတတ်နိုင်ဖြစ်ဟန်တူသည်နည်းနည်းတော့ကြည့်ပါကွာဒါရက်မဟုတ်ဘူးအာလူပြုတ်ကြီးပါ တကယ်တမ်းကျွန်တော်အရေးအတော့ပြက်လာတော့အချိန်များကြမှပြန်စဉ်းစားမိဒီမှာပူစင်ကသူကျွန်တော်ကိုဒီဟာတိုက်ချင်းမှာမကုံ၍မဟုတ်ပဲအရက်ရန်နဘတ်ကြောင့်သွေးဆူပြီးညူးကြလာတော့ကြောင့်ဖြစ်မှန်းသိပါသည်ဒီတို့ပင်ရှိစီထိုနေ့ကကျွန်တော်ဒီဟာတော့ဖြစ်သွားပါတော့သည်ဒီလိုနဲ့ဒီဟာတစ်ပည့်နှစ်ယောက်သားလုပ်ငန်းဝင်သွားလိုက်ကြသည်မှာနေ့လယ်နှစ်ချက်တီးလောက်ရောက်မှအိမ်တို့ပြန်ခဲ့ကြပါသည်ကျွန်တော်လည်းမူရပုံမှန်ပြန်ရောက်သည် အမှုပြေပြီဆိုပါစို့ဆရာလည်းပုံမှန်ဖြစ်သွားပါပြီသို့တော်ခြံရှိရောက်တော့ဆရာကဆိုင်ကယ်ကိုရက်ပြီးခြံဆက်သို့ပြေးပါသည်သူပြန်လာတော့ခြံဆက်မှာရှိသောမာလကာပင်မှအကင်းသည်တစ်လုံးနှင့်အရွက်နည်းနည်းယူလာပါသည်ရော့ဗလာဤဒီမာလကာသည်ကိုယ်အောင်မြင်ရသဟာခါမှာပေါ့အကိုရလေးကြည်တယ်ကွာအာလူပုတ်ကြီးကယင်ပြည့်တယ်ဒါဆေးပဲစားလိုက်ကျွန်တော်ကဆရာပြုတ်ဒီအတိုင်းပြုတ်ပါသည် ဆရာကလည်းမာလကရွယ်များကိုညံ့အောင်ဝါအာလောက်လောက်အာလောက်လောက်ကိုလုပ်ပြီးညိုကြပါသည်အိမ်ပြန်ရောက်တော့အဖေမနှိုးသေးပါအဖေသည်ညလူဖြစ်ပါသည်တညာလုံးအလုပ်လုပ်ပြီးငိုလင်းမှအိတ်လျာညနေဆောင်မှလိုတဲ့သူဖြစ်ပါသည်ကျွန်တော်လဲသမင်းစားရေတော့ရေမိုးချိုးပြီးနောက်ကလိုက်လာကြပြီးအုပ်တွေကားများကိုစောက်ပါသည်ကျွန်တော်ဆရာကမူအဖေကိုရေမဆိုင်ရဲသဖြင့်လစ်ပြေးပါပြီအဖေကရဲတော့တာလုံးဝမကြိုက် မကြခင်မှာပင်ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်မှာကြားထားခဲ့သောဥဒေကားများရောက်ချလာပါတော့သည်စုစုပေါင်းကား၄စီးပါကားတစ်စီးလင်အုပ်အလုံး2000နှုန်းဖြင့်အုပ်ခဲအလုံး6000ဖြစ်ပါသည်ကျွန်တော်သည်ဆရာမရှိသည့်အခိုက်တွင်ဆရာတစုပင် လုံချင်နေသူမှုဥဒေကားများကိုနေရာပြပေးပါသည်အုပ်ခဲများကိုသူ့ပုံနှင့်သူစနစ်တကျနေရာချရင်အလုံသမားများညွှန်ကြားပါသည် ထိုစဉ်ကအုတ်သေးကြောက်စသည့်ကုန်ရမ်းတည်လာသောလော်လီကားများမှာစစ်အတွင်းသုံးအဟောင်းများဖြစ်ရာစကားဆက်တံအလုံးစုညံပါသည်ခြံထဲတွင် ထိုလော်လီကားများရှေ့တူနောက်ဆုံးလုံသောအတံများသည်အခြားသူမပြောနှင့်နားလေးရှာသောကျွန်တော်ဖခင်ပြီးပြီအိယာမလန့်နှိုးရသည့်အခြေဖြစ်သည်သူ့ကိုအိယာမမနှိုးခိုင်းမဲနှင့်နှုတ်မိလင်းရင်းဒေါသဖြစ်တတ်သောအဖေသည်အုတ်ကားများအတံကြောင့်လန့်နှိုးလျာ ဟေးသူညာလာဤလာဟုအော်ဟင်းအင်ရှိမှထွက်လာခြင်းပဲမန်နေဂျာကြီးတယောက်လုပ်ငန်းဆောင်ရွက်နေသည့်ဟန်ဖြင့်ခက်ကြောကြွားလုပ်နေသောကျွန်တော်မှဂုံယူမဆုံးပါအုပ်များအုပ်တဲ့သူများနဲ့အလုံရှုပ်ခြင်းဟန်ဆောင်နေသောကျွန်တော်အနာသူရောက်သောအခါအဖေဒေါသပြီးဟန်တူပါသည် အဖေဒေါသဖြစ်ရင်ကျွန်တော်ချော့လို့ရပါသည်အဖေကကျွန်တော်ကိုချစ်ပြီးအလိုလိုက်သည်ဖေးသားဘာလို့လုပ်နေတာရောကွာဟုတ်ကျွန်တော်ပါကိုဆွဲရင်းမိပါသည် ကျွန်တော်ကမူအလွန်လုံများဟန်ဆောင်ပြီးဆက်ချင်းစကားမပြန်ပါဟေးဖေမေးလေလေဟုခက်ဆက်မေးလေမှကျွန်တော်လဲအိုက်တင်ကြီးတစ်ခွဲသားနဲ့အဖေရေးပေးထားသောစာကိုလှမ်းပေးရင်အိုကေအမျိုးကောင်းမကောင်းပြရင်တလုံးလမ်းယူလိုက်ပြီဟာဟာဟာဘလို့လုံချလိုက်ကြလေကွာဟေးဟိုကောင်ရောအဖေဒီသူရေးထားသောစာရွက်ကိုတနေ့အုပ်ပုံကြီးများကိုတနေ့ကြည့်ရင်အလော30မိပါသည်စိတ်လဲတော်တော်တူသွားပုံရပါသည် ဘာဖြစ်လို့လဲဖြစ်ပြီးအုံမကောင်းလို့လားဖခင်ဝင်နေရဆိုင်ကတောက်ကိုယ်တိုင်ဝင်ခဲ့တာလားကျွန်တော်အဖေကိုကြည့်ရသည်မှာစိတ်ကလည်းဆိုးသားဖြစ်သူလောက်တာမှုအပြစ်လဲမဆိုရဖြစ်နေပုံရပါသည်သို့တော့ဘာကြောင့်ဖခင်စိတ်ဆိုးမှန်းမသိပါဘသူကအုပ်ဝယ်ဆိုင်လို့လဲကွာခတ်တာပဲဟိုကောင်ရောအဖေကစိတ်ဆိုးလျင်ကျွန်တော်ဆရာကိုဟိုကောင်ကိုခေါ်ပါသည်ကျွန်တော်ကလည်းဆရာသမားအရက်နဲ့ရမှာဆိုရဆိုရနေကြတာကိုသိသဖြင့် အကြာတိလွယ်ပြောရပါသည်တတခေါက်ခေါက်နဲ့အဖေအိမ်ထဲပြန်ဝင်သွားရာကျွန်တော်လိုက်သွားရပါသည်ဘာမှလို့လဲဖြစ်ဖြစ်အဖေစာကိုသိချာမဖတ်ဘူးလားသားရဲ့ကိုရည်သာပြောပြီးသူ့စာကိုကျွန်တော်အာပြန်ပေးပါသည်အဖေသည်သူ့အိမ်ရာဝန်ခံနည်းတွင်နောက်တနေ့မနေ့ပိုင်းလုပ်เสียရလုပ်များကိုစာဖြင့်ရေးသားပြီးဖိုင်းစေရပါသည်အဖေစာကိုယူပြီးကျွန်တော်ဖတ်ကြည့်သောအခါတွင်ကတပည့်မောင်တက် တခြားအနုတ်တွေပြီးရင်ဘာမှငွေ9000ထုတ်1 900ကျပ်ကိုဖလင်ကူးစေးဖို့လို့ရှင်ညစ်နေမှာငွေသွင်း120ကျပ်ကို တိုက်ခန်းလက်ကပေး350ကျပ်ကိုကြောညာဘလောက်အတွက်နေယူဘာမဆိုင်ကိုဆယံပေး၄မင်းတို့သမင်းလဲစားလက်ဖက်ရည်တော့9ပူရာတွေကိုယ်ကအုပ်ဝယ်ခဲ့ ตาจีบลาวกูขอทวาชูกิษาတွေကိုသူ့ကိုဝိုင်းလုခိုင်းကျွန်တော်ဒီအဖေစာကိုပြန်ဖတ်ရင်းမျိုးလုံးများ ပြာဝေသွားပါတော့ဒီဒီစာကို ကျွန်တော်ဆရာလည်းဖတ်ခဲ့ဒီအဖေဒီတိတိကျကျသမားဖြစ်တယ်လို့စာရေးလင်လည်းတောင်းစီအောင်ရေးပါသည်အထက်ပါစာတူများရေးသည့်အခါမှာပင် အမှားမပါအောင်သတိထားသူဖြစ်ပါသည်ထို့ကြောင့်ကျွန်တော်တို့ကလည်းသတိကြီးစွာဖတ်ပြီးခိုင်းသမျှတိတိကျကျလုပ်ပါသည် မရှင်းတာရှိရင် ရောက်ရရက်မှဖုံးပြန်ဆက်ပြီးအဖေကိုပြန်ပေးရပါသည်ဒီခုဒီချိန်မှမူကျွန်တော်ကျွန်တော်ဆရာကလည်း run up နဲ့ဘီယာကိုတောက်ထားသည်ကျွန်တော်ဦးရိုင်းကလည်းဘီယာကိုတောက်ထားသည်ဆိုကြပါစို့နှစ်ယောက်စလုံးရီထွေထွေဖြစ်နေကြကြသည်လိုအပ်သည့်ထက်ပို၍စိတ်ကစားနေကြသည်တက်ကြွနေကြသည်အဆုံးဖြတ်ငြိမ်နေကြသည်ကြည့်ပါအရင်နေ့ဘီယာတကိုးသည်ကျွန်တော်တို့ကိုကောင်းကောင်းပညာပေးလိုက်ပါသည် အဖိစာတွေကအတိုင်းလုပ်ငန်းဆောင်တာများကိုအမှားမရှိလုပ်နိုင်ခဲ့ပြီးငွေပေးငွေချေကိစ္စများတွင်လည်းဖလင်စီးရန်တိုက်ခါလက်ကပေးရန်ပညာဘလော့စီရန်ပေးရန်အားလုံးပြည့်စုံကြအဲစတီးသမင်းဆိုင်ရန်ငွေကိုတော့ကိုပိုင်ဖြစ်နေတဲ့ချင်းနှစ်ဦးသားဘီယာဆိုင်မှာဖုံးလိုက်ကြပြီထို့သောအဆုံးလွယ်မှချင်းသည်ပင်နောက်ဆက်တွဲပြဿနာပေါ်တော့သည်အဖို့မူအဖေညွှန်ကြားချက်နောက်ဆုံးအလုပ်အမှတ်စဉ်9မှာ ကျွန်တော်တို့အကြီးကျယ်မှားတော့ဒီအဖေရေးသားဒီကပူတာကွေကာအုပ်ဝေခဲ့ဖြစ်ပြီပူစအကျွေးစာများကိုပူငွေအကျွေးစာများကိုဆိုလိုခြင်းပါကျွန်တော်တို့ဆရာတဲ့ပြေဘီယာတကိုးပြင်သရာပူပြီးဖတ်လိုက်မိဒီကပူတာတွေကအုပ်ဝေခဲ့ဖြစ်သွားသောကြောင့်ထို့ကြောင့်ပင်ဗမာထုတ်ယူလာသောငွေ9000နဲ့မှအဖေခိုင်းသောကိစ္စများလွတ်ဆောင်ပြီးပြန်ငွေ4000ကျော်သလုံးကို အိုခဲများဝယ်လိုက်ကြပါတော့သည်ထိုစဉ်ကစက်အုပ်တလုံးကိုပြား90ဖြစ်လေရာကာတစီကာတစီတိုက်အုပ်နှထောင်ကိုမှဝင်းတကွေးတောင်းချတင်လေရာငွေ4000ကျော်ကိုနှင့်အုပ်တွေက၄စီးတိုက်အုပ်လုံး6000ကိုဆရာတပည့်နှုတ်သဘောတူဝယ်ချလာခဲ့ခြင်းဖြစ်သည်ငွေ4000ပြန်အပ်ပြီးအကျွင်းကျန်ဖြင့်ကိုယ်ကာအုပ်ဝယ်ရမည်ကိုတရေမထားနိုင်ခဲ့အဖေမိညာစိတ်ဆိုးသွားမည်ကိုစဉ်းစားကြည့်နိုင်ပါသည် အဖေကငွေကြေးနှမျောတွန့်တို့သူမဟုတ်တော့လေအလဟဒအကုန်မခံတတ်ပါပြီးတော့ဒီဟုတ်ခဲအလုံး8000ကျော်ကိုသူ့ရဲ့ရှင်မှာပုံထားရတာဘလောက်လို့ဆိုမည်ပြန်ရောင်းစားလို့ရသည်ခင်လည်းမဟုတ်သုံးစရာလည်းဘာမှမရှိသို့တော့ကံကောင်းသွားသည်မှာစောစောကပြောသလိုအဖေဒီကျွန်တော်ကိုအလွန်လိုလိုက်သည်ကတကြောင်လူကြီးအလုတ်လုံးချင်သောနှင့်မှားရင်သွားသည်ဟုထင်တော့ကြောင်တကြောင်အုတ်ခဲအတွက်ခွင့်လို့ချပါသည်ပြီးတာပြီးပါစေတော့ 他里面和毛大变来，那真多来。再 <noise> 啰，新疆种水果的多啊，比如嘛，海南、贵 <noise> 州、广西、安徽、四川那边高，贵州、湖南，马切，这那天偷人啊，这弄得皮啊那么厚皮，还一边倒开米的说话个，分为两样作物，贵州种的回来米嘛那么的，偷人啊，贵州的种嘛，那叫老皮了，生产咋地了？哈哈，有的马马着看。 不忙。